of မြန်မာ women အစီအစဉ်ကနေကြိုဆိုပါတယ်ရှင်ဒီတပတ် episode မှာတော့ professional beauty expert detail ဝေဆန်းကိုဖိတ်ခေါ်ထားပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါဆင်မရှင်ဟုတ်ကဲ့ရှင်မင်္ဂလာပါဟုတ်ကဲ့ဆင်မအခုလက်ရှိလောက်ကင်နေတဲ့အလောက်ကင်လေးနဲ့ဟိုမိတ်ဆက်ပေးပါအောင်ရှင်လက်ရှိလုပ်နေတာကတော့စိုးပိုင်ဝေဆန်းဆိုတဲ့ဒီ skin care ပေါ့เนาะထိုင်းနိုင်ငံနေတင်ပေးတဲ့ skin care product တွေကိုအာ၈နှစ်ကြာပေါ့เนาะပြန်ဖြူရောင်းချပြီးတော့ skin trainer အနေနဲ့လုပ်ကင်နေတာကတော့၄နှစ်ရှိပါပြီရှင်။လူတွေတက်မှတ်ကြတဲ့ beauty standard ကနေ့စဉ်နဲ့အမျှပြောင်းလဲနေတယ်ပေါ့နော်။အော်ဆရာမအနေနဲ့ skin care expert တယောက်အနေနဲ့ဆိုလို့ရှိရင် real beauty ကိုဘယ်လိုအတိတ်ပဲတက်မှတ်ချင်လဲရှင်။အော် real beauty ကတော့အတိတ်ကတော့ confident လို့ထင်နေပေါ့နော်။ဘာကြောင့်လဲဆိုတော့အပြင်ပိုင်းက beauty ကကြတော့အချိန်ကာလရဲ့အသက်အရွယ်ရဲ့အမျိုးမျိုးသောအခြေအနေတွေကြောင့်အများကြီးပြောင်းလဲနိုင်တယ်၊ပျက်စီးနိုင်တယ်။အများအမ်းတည်မြဲနေတာမရှိဘူး။ဒီကကတော့ inner ပေါ့နော်။ inner beauty ကတော့ပို့ပြီးတော့အရေးကြီးတယ်။ကိုယ့်ရဲ့ mindset ပေါ့နော်။ mindset စိတ်နေစိတ်ထားနောက်ပြီးတော့ယုံကြည်မှု။အဲ့ဒီအရာတွေကတော့ပို့ပြီးတော့မှဒီအပြင်ပိုင်းအလားထက်စာလို့ရှိရင်ပို့ပြီးတော့အရေးကြီးတယ်။ဒီအပြင်ပိုင်းအလားမရှိဘူးဆိုလို့ရှိရင်လည်းခွဲခြားဆက်ဆံတာတွေ၊နေရာပေးမခံရတာတွေအဲဒါတွေကလူမှုပတ်ဝန်းကျင်မှာဆိုလဲ မျိုးမျိုးရှိတဲ့ခါကျတော့အပြင်ပိုင်းရောအတွင်းရောအရေးကြီးတယ်ဒါပေမဲ့အမြင်ပေါ့နော်ပို့ပြီးတော့အရေးကြီးတာကတော့ inner beauty လို့ပဲထင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်နေစိတ်ထားရဲ့နောက်လူတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့အကြည်ဓာတ်ပေါ့နော်အဲ့အကြည်ဓာတ်ကရှိဖို့ကပိုအရေးကြီးတယ်လို့ထင်ပါတယ်ရှင့်အမျိုးသမီးဆိုတာ perfect ဖြစ်ရမယ်အကယ်၍တခုခုမြန်ချုပ်ရင်းချက်ရှိနေခဲ့လို့ရှိရင် blame ချင်ကြရတယ်အဲ့တော့ကိုယ့်ရှိရင်ဆိုရင်ငကူအခြေအနေမှာ confidence ရှိအောင်ဘယ်လိုနေထိုင်ရမလဲဆိုတာလေးလည်းအကြံပြုပေးပါအောင်ရှင့် အဓိကကတော့လေကိုပါလှုပ်လှုပ်ကိုမကြိုက်တဲ့သူအမချစ်တဲ့သူပေါ့နော်အဲ့ဒီလူကတော့ဘလောက်ပဲကောင်းတာလှုပ်လှုပ်ပြင်းခံရမှာပဲအော်ဘလောက်ကောင်းတဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ဟိုဘလို့ပဲအရေးချင်းရှိပါစေဘလို့ပဲရုပ်ရည်ရှိပါစေဘလို့ပဲငွေကြေးပြည့်စုံနေပါစေ ဉာဏ်နဲ့လူတွေရဲ့စိတ်ထဲမှာလူအားလုံးရဲ့စိတ်ထဲမှာ perfect ဆိုတာမရှိဘူးကိုကသူတို့ blame လာလို့ရှိရင်ကိုဘယ်လိုရှောင်မလဲဒါမှမဟုတ်ရင်ဘယ်လို management ပြန်လုပ်မလဲဆိုတာပို့ပြီးတော့အရေးကြီးတယ်ဖြည့်ရှင်းမှုလိုတယ်ဆိုရင်ဖြည့်ရှင်းမယ်တကယ်လို့ဖြည့်ရှင်းမှုမလိုတော့ဘူးဆိုရင်ဒါကြော်သွားတဲ့အရာဆိုရင်ကြော်သွားမယ်တကယ်လို့လစ်လူရှူတဲ့အရာဆိုရင်လစ်လူရှူမယ်များသောအားဖြင့် blame လောက်ခံရတဲ့အခါမှာပြင်ပမှာထက်ဆိုင် social မှာပုံများတယ်လူတွေကဘလောက်ပဲပေါ့နော်ဟိုအပြင်မှာမျက်နှာချင်းဆိုင်တွေ့တဲ့အခါကြာလို့ရှိရင်တယောက်နဲ့တယောက်နဲ့အမြင်မကြည်ကြဘူးသူ့ကိုမကြိုက်ရင်တောင်မှပြောဖို့ဆိုတာနည်းနည်း းလေးတော့ရှင်ကြရတယ်အားနာကြတယ်ဒါပေမဲ့ social မှာကြတော့အဲ့လိုမဟုတ်ဘူးဒီ fake account နဲ့ရှိမယ်เนาะပြီးွားတဲ့ခါတယောက်နဲ့တယောက်နဲ့မရင်းနေဘူးမသိဘူးပြီးတော့ဟို tracking လိုက်ရတာလည်းခက်တယ်ဗောနော်အဲ့ဒီအခါကျတော့ social မှာဆိုရင်တယောက်နဲ့တယောက်နဲ့ကဟိုကြီးတဲ့လူပဲဖြစ်ဖြစ်ငွေတဲ့လူပဲဖြစ်ဖြစ်ဝေဖန်ဖို့လည်းလွယ်တယ်စော်ကားဖို့လည်းလွယ်တယ်တိုက်ခိုက်ဖို့လည်းလွယ်တယ်ဗောနော်အဲ့ဒါကြောင့် blame လုပ်တယ်ဆိုတာကိုကိုကတွန်းအားတစ်ခုအနေနဲ့ပြောင်းပြီးတော့အသုံးချတတ်တယ်ဆိုလို့ရှိရင်ကိုဘွားအတွက်ဒါတို့တွေက supporter လို့တောင်ပြောလို့ရပါတယ်ရှင်နောက်ထပ်မေးခွန်းတစ်ခုပေါ့နော်ဆရာမဟုတ်မြန်မာအမျိုးသမီးတိုင်းအားယဉ်ထ င်းကနေပြီးတော့အရင်ဟိုအရင်ကတည်းကမြန်မာအမျိုးသမီးတွေကလက်ခံလာခဲ့တဲ့အလှပရေးရာအယူအဆအမားဆိုလို့ရှိရင်ဘာဖြစ်မလဲရှင်အသားဖြူလို့ရှိရင်လှတယ်ပေါ့အဲအဲ့လိုမျိုးယူဆတာပေါ့နော်အဲတော်တော်လေးကြားမှုကြားလိမ့်မယ်လို့လည်းထင်တယ်နောက်ဒီ beauty industry ထဲမှာလုပ်နေတဲ့ marketing ပေါ့နော်တချို့တော့ဒီ customer တွေကို အတိတ်နည်းနည်းချိုးဖောက်ပြီးတော့ marketing လုပ်တဲ့သူတွေဆိုရင်လည်းဘဏ္ဍပတ်အတွင်းဖြူမယ်ဘဏ္ဍလအတွင်းဖြူမယ်ဆိုပြီးတော့ဒီလိုမျိုး information အပားတွေကိုပေးကြတယ်နောက်ရှိတဲ့တချို့ဒီ aesthetic clinic တွေမှာဆိုလို့ရှိရင်လည်းအသားမဖြူဖြူအောင်နီးလန်းမျိုးစုံနဲ့ပေါ့နော်ကြော်ညာပြီးတော့မှ drip ချိတ်တာတို့နောက် supplement ဆေးဝါးတွေပြီးရင်အဲမျက်နှာလိမ့်တဲ့ cosmetic တွေ skin care တွေပေါ့နော်အဲ့ product တွေကလည်းအမျိုးမျိုး market မှာလူတွေမဝယ်ဝယ်ချင်အောင်ဘယ်လိုပြောရတနည်းအားဖြင့်ပြော manipulate လုပ်တာပေါ့နော်ဆွဲဆောင်တာပေါ့အဲ့ဒီခါမှာဆိုရင်တော်တော်များများဒီ knowledge နေတဲ့သူကကြတော့ဒါဖြစ်နိုင်မဖြစ်နိုင်ဆိုတာမစင်စားတော့ဘူးကြော်ညာအားကောင်းလို့ရှိရင်ဒီ influencer ကိုလိုက်သွားတယ်ဖြူမလာရဲဆိုတော့အဲ knowledge ကလုံးဝမှားတယ်အဲအဲ့လိုမျိုး marketing တွေကိုလည်းလက်မခံပါနဲ့လို့ပြောချင်ပါတယ်ကဲပါဆရာမဟုတ်ကဲ့ဟုတ်ဟုတ်နောက်ထပ်မိခွန်းတစ်ခုကကြာဆရာမ အဲကျွန်မအနေနဲ့ professional skin expert တရားနေပေါ့နော်မြန်မာအမျိုးသမီးတွေနဲ့တင့်လျော်တဲ့ golden skin care rule ဆိုလို့ရှိရင်ဘာဖြစ်မလဲရှင်မဖြစ်မနေညွန်ပေးရမယ်ဆိုရင်တော့သုံးမျိုးပေါ့နော်သုံးမျိုးအကြတော့ကိုကိုတိုင်းလဲလုံးဖြစ်နေတာပေါ့အခုလက်ရှိညနာဆိုလဲဒီသုံးခုပဲနေ့တိုင်းပေါ့နော်ညနာကိုဒီတော်တော်များများအသားရည်ပြဿနာတွေဖြစ်ကြလို့ရှိရင် sunscreen လိမ့်နီးမှားတာနောက် quality ကောင်းတဲ့ sunscreen မျိုးမရွေးချယ်တတ်တာပြီးရင်နောက်တစ်ခုပြီးတစ်ခုပေါ့နော် sunscreen တစ်ခုပြီးတစ်ခုပြောင်းသုံးတာပေါ့အဲ့ရနေမှာတစင်မထိရောက်ပဲနဲ့အသားရေပြဿနာတွေတော်တော်ဖြစ်ဖြစ်လာကြရေပေါ့တချို့ဆိုရင်အသက်30ရှိပြီဒါပေမဲ့20လိုမျိုးနှုတ်ပြိုနေတဲ့လူရှိတယ်တချို့အသက်20ကျော်ပဲရှိသေးတယ်ဒါပေမဲ့30ကျော်လောက်ထိအဲ့လိုမျိုးပေါ့နော်အရွယ်ကျသွားတဲ့သူတွေရှိအဓိကကတော့ခုနကပြောတဲ့ moisturizing ရယ် sunscreen ရယ်ပြီးရင်နောက် မျက်နှာတက်ပေါ့နော်အဲ့သုံးခုကတော့မဖြစ်မနေသုံးတက်နေလို့ထင်တယ်ပတ်စံလည်းမချွေတာအတင်းဘူးအဲအချိန်လေးပေးပြီးတော့ပေါ့နော်သုံးပေးပါလို့ဒီသုံးခုကိုလိမ့်လို့ရှိရင်လည်းဘလောက်မှပေါ့နော်အချိန်ကြာကြာလဲလိမ့်စရာလဲမလိုဘူးမြ мян ဆန်ဆန်နဲ့ပေါ့နော်အချိန်လည်းတိတ်ပေးစရာမလိုဘဲနဲ့အသားရေအတွက်အများကြီးကောင်းချိုးပြုပါရဲနောက်တစ်တစ်ခုကတော့ရေကခန္ဓာကိုယ်အတွက်ပေါ့နော်ဒီအသားရေအတွက်ကောအတွင်းပိုင်းရောအပြင်ပိုင်းအတွက်ကောအချိုးပြုရတဲ့မှာပါတော့ဒီ hydrating ကိုလည်းလုပ်စီခြင်းနဲ့ပေါ့အဓိကတော့အဲ့သုံးခုပါပဲရှင် emotional health နဲ့ဒီ glow skin ရဲ့ကြားမှာရောဆက်နွယ်မှုရှိမလားဆင်မဆင်မအမြင်လေးကိုလည်းပြောပြပါဦးရှင်အများကြီးရှိပါတယ်အမြင်ဆိုတာထက်ကိုယ်တိုင်းပဲကြုံတွေ့ရတယ်ပဲပြောရမှာပေါ့နော်ကိုကိုယ်တိုင်းကဒီ 2025ထဲမှာဆိုရင်အဓိကကျန်းမာရေးဆိုင်ရာရုပ်တရက်မမျောလိမ့်မယ်နဲ့ကျန်းမာရေးချိုးယွင်းမှုတွေဖြစ်တယ်။အဲ့တော့အဲ့လိုဖြစ်သွားတဲ့နောက်မှာဘာဖြစ်သွားလဲဆိုတော့နမတိကကျန်းမာရေးမကောင်းတော့အလုတ်ကင်ထိတယ်။အလုတ်ထိတော့ပုံမှန်အလုတ်လုံးနေတဲ့သူတယောက်ကစိတ်အဆင်မပြေဘူး။စိတ်အဆင်မပြေတော့ဘာဖြစ်လဲဆိုတော့ဒီရဲ့ခန္ဓာကိုယ်မှာ stress hormone တွေထွက်လာတယ်။ cortisol လို့ခေါ်တဲ့ stress hormone ။အဲ့ဒီ stress hormone ကနေပဲမျက်နှာအရေပြားကိုအများကြီးတိုက်ရိုက်မှုတွေဖြစ်တယ်။မျက်နှာမှာဆိုရင်ဟိုပို့ပြီးတော့ပေါ့နော်အရင်ကလည်းဝက်ချံမထွက်တာတော့မဟုတ်ထွက်တယ်။ဒါပေမဲ့ဒီ stress ကြောင့်ပို့ပြီးတော့ဝက်ချံတွေပို့ပြီးတော့ထွက်လာတယ်။ ဲ့ထွက်လာတဲ့ဝက်ချက်တွေကလည်းပျောက်ဖို့ပိုကြတယ်။နောက်မျက်နှာအသားရည်တွေမှာဆိုရင်အရမ်းညစ်လာတယ်။အဲ့တော့အဓိကပြောချင်တာစိတ်ဖိစီးမှုတည်အသားရည်ရဲ့ဒီကိုက healthy skin လိုချင်တယ် glow skin လိုချင်တယ်ဆိုလို့ရှိရင်အဲ့နှစ်ခုတည် direct effect ရှိတယ်ပေါ့နော်။ဘလောက်ပဲကိုဒီ supplement တွေပဲတောက်တော့အဲဘလိုပဲပေါ့နော် aesthetic clinic တွေမှာဈေးကြီးတဲ့ treatment တွေပဲသွားယူယူကိုယ့်ရဲ့ဒီ emotion ကို control မလုပ်နိုင်ဘူးဆိုလို့ရှိရင်เนาะကိုယ့်ရဲ့ skin က ကိုမျောလင့်ထားတဲ့ result မရဖို့ပုံများတယ်ပေါ့နော်အဲ့တော့ဟိုအတွင်းရောအပြင်ရောနှစ်ခု view ဆိုက်ရမယ်အတွင်းမှာဆိုရင်ကိုရင်းကျမ်းမာရေးရောကိုရဲ့စိတ်ပိုင်းဆိုင်ရာရောပေါ့နော်အဲ့နှစ်ခုလုံးသည်ဆက်ဆက်မှုရှိတယ်ဒါလည်းတကယ်ကိုအခုကျွန်တော်တို့ live ဆိုင်မှာတကယ်လိုအပ်နေတာပေါ့နော်စိတ်အခြေအနေကလည်းမကောင်းဘူး glow skin ကိုလည်းရကျင်တယ်အဲ့ဒီချိန်မှာဖြစ်နေတယ် completely ပေါ့ဟုတ်ကဲ့ကျွန်မဒီကျွန်တော်တို့လူတွေတော်တော်များများ hide လုပ်ကြတယ်ဒါပေမဲ့တကယ်နဲ့အလုံးမဖြစ်တဲ့အဲ skin care ingredient ဆိုရင်ဘယ်လိုဘယ်အရာလေးဖြစ်မလဲရှင် တချို့ဒီ skin care product တွေမှာဆိုလို့ရှိရင်အာ collagen serum တို့ collagen cream တို့ပေါ့နော်အဲ့လိုပြောပြီးတော့ကြော်ညာကြတယ်ပြီးတော့ skin care လင်းယုံနဲ့အချိုင်းကွက်ပျောက်တယ်တို့အရေးချောင်းပျောက်တယ်တို့အဲ့လိုမျိုးတွေလည်းကြော်ညာကြတယ်အဓိကတော့ product ingredient ဆိုလို့ရှိရင်တော့ collagen ကိုပြောချင်တယ်ပေါ့နော် collagen ကဒါတော်တော်များများကအမျိုးသမီးတွေကြားထဲမှာအရန် trend ဖြစ်တယ်ရေပန်းစားတယ်ပြီးတော့ က်ရှိမှာလည်းအသက်25ကျော်လာပြီးဒီ skin က mature skin ဘက်ကိုပြောင်းသွားပြီဆိုလို့ရှိရင်တော်တော်များများ collagen breakdown ဖြစ်လာကြပြီအဒီ skin ငယ်မှာဆိုရင် collagen ပါတယ် collagen serum အ collagen ဆက်ပြာပြီးရင်နောက်တစ်ခုအထားပါတော့ collagen cream ပေါ့ဒါတွေသုံးလိုက်တာနဲ့အရေးကြောင်းတွေပျောက်သွားမယ်ဈိုင်းကွက်တွေတက်တာလာမယ်ဆိုပြီးမှပြောကြတယ်အဲ့ဒါဒီလုံးဝမားတယ် collagen supplement တော့မှာပေါ့နော်သူရဲ့ type တွေအများကြီးရှိရယ် collagen ဆိုတာကလင်းယုံနဲ့တင်အရေးပြားတဲ့ကိုထိုးဖောက်ဝင်ရောက်ဖို့ဆိုတာလည်းမဖြစ်နိုင်သလိုလိမ့်နေဘလောက်ပဲလိမ့် အကျိုးတက်ရောက်မှုရှိမှလည်းမဟုတ်ဘူးတကယ်တမ်းခန္ဓာကိုယ်မှာကော်လာဂျင်နည်းလာပြီဆိုလို့ရှိရင်ကော်လာဂျင်ပြန်ဖြည့်ပေးတဲ့ facial treatment လုပ်တာမျိုးတွေ supplement တောက်တာမျိုးပြီးအိမ်မှာဆိုလို့ရှိရင်ဒီအရိုးပြုတ်ရည်ပေါ့တော်တော်များများလဲအခု TikTok မှာလည်းလုံကြတယ်ပေါ့ငွေကုန်ကြေးကြလည်းနည်းတယ်လူတိုင်းလိုလဲကူကူလုပ်လို့ရတယ်အဲ့လိုအရိုးပြုတ်ရည်တွေတောက်တာပေါ့နော်အဲ့လိုမျိုးတွေလုပ်တာမှာပို့ပြီးတော့အကျိုးရှိပါတယ် skin care လိမ့်တာဘာမှ effective မရှိပါဘူးပေါ့နော်ဒီ collagen ပြန်ရဖို့အတွက်ဆိုရင်လူအများစုထင်နေတဲ့ expensive mean better ဆိုတဲ့စကားစုအပေါ်မှာရောဆီမား skin care expert တယောက်အနေနဲ့အမြင်လေးပြောပြပါအောင်ရှင်ဒီကဘာလဲဆိုတော့တော်တော်များများတော့ဈေးကြီးရင်ကောင်းမယ်ထင်တာပေါ့အဲကိုကိုတိုင်းလည်းအဲ့လိုထင်ခဲ့ဘူးပါတယ်ဒါကတော့တေချာနားမလည်ခင်ရပါတော့ဈေးကြီးရင်ကောင်းမယ်လို့ထင်တယ်တခြားသောထုတ်ကုန်တွေမှာတော့ဖြစ်နိုင်တယ်ဥပမာဒီ electronic ပစ္စည်းတွေပေါ့နော် brand တွေပေါ့အဲအဲ့လိုမျိုး brand တွေဝယ်တာ8တွေ accessory ပစ္စည်းတွေဝယ်တာဟုတ်ပါတယ်ရေရှည်တွေပေါ့နော်ဒီ price မြင်လို့ရှိရင် quality မြင်တယ် အဲတမိုးတစ်ခုပြန်ရရဲရေရှည်အသုံးခံနေပေါ့ skin care မှာကြာဝီတို့ကဘာကိုကြည့်မှာလဲဆိုတော့ပြောင်းလဲမှုကိုကြည့်မှာပြောင်းလဲမှုရဲ့နောက်ဆုံး reset အကျိုးသက်ရမှုပေါ့ဒါကိုလည်းဘာရမှာလဲဆိုတော့ကြည့်ရမှာဒါကြီးကဈေးကြီးတယ်ဒါပေမဲ့ဘာ reset မှမရဘူးဆိုလို့ရှင်ဒါကလုံးဝမဝယ်သင့်ဘူးအဲ့တော့အဓိကကဘာလုပ်ရမှာလဲဆိုရင်တော်တော်များများကဒီ skin care product တွေကိုဝယ်မယ်ဆိုရင်ကိုယ့်ရဲ့အသားရေနဲ့ကိုက်ညီမှုရှိလားသူ့ရဲ့ formulation ထောက်ကုံကဘာတွေနဲ့ဘာပါဝင်ပစ္စည်းတွေနဲ့ထည့်ပြီးတော့ထုတ်ထားတာလဲပြီးတော့နောက်ဒီ skin care product ရဲ့ packaging တွေပေါ့နော် packaging ထုတ်ပို့မှုလေးတွေဒါလေးတွေကြည့် ယ်ပြီးရင်တော့ product ရဲ့ formulation ပေါ့အဲ့ဒါလေးတွေကြည့်ပြီးတော့မှဝယ်တဲ့အဓိကကဈေးကြီးတာဈေးပေါ်တာထက်ဆိုင်ကိုယ်နဲ့ကိုင်းညီမှုရှိဖို့အရေးကြီးတယ် same ingredient ပါတဲ့ different product နှစ်ခုကိုရွေးချယ်ရတော့မယ်ဆိုလို့ရှိရင် customer ဖက်ကအဲဘယ်လို product ကိုရွေးချယ်တင်လဲရှင်ဥပမာအနေနဲ့ဒီ same ingredient ဆိုရင် vitamin C လိုဟာမျိုးပေါ့ vitamin C လိုဟာမျိုး same ingredient ပဲဒါပေမဲ့ တချို့ဗီတာမင်စီဆိုလို့ရှိရင်မျက်နှာအသားရေပေါ်မှာပေါ့နော်အာလူတိုင်းနဲ့အဆင်ပြေတဲ့ဗီတာမင်စီရှိတယ်တချို့ဗီတာမင်စီကြတော့ sensitive ဖြစ်တဲ့သူဝတ်ထံသမားအဆင်မပြေဘူးအဲ့တော့ကဗီတာမင်စီဖြစ်ရင်ပြီးတော့သုံးလို့မရဗီတာမင်စီနှမျိုးရှင်လာပြီဆိုရင်သူ့ရဲ့ပမာဏပေါ့နော်ဒီ concentration ပါဝင်မှုပြင်းအားပေါ့ပြင်းအားပေါ့အဲ့ပြင်းအားကြည့်ရမယ်နံပါတ်1ကကြတော့ဒီဗီတာမင်စီကိုအသားရေကိုလိမ့်လိုက်တဲ့အခါမှာဘယ်လိုပြောင်းလဲသွားလဲဆိုတော့ pH level ပေါ့နော် သူရ pH level နောက်တစ်ခုကထက်ချာထက်ချာကြည့်လို့ရတယ်သူက serum type လား cream ပုံစံမျိုးထုတ်ထားလားဘယ်လိုပုံစံမျိုးလဲပေါ့အဲ့ပုံမှာမူတည်ပြီးတော့မှအသားရည်နဲ့ကိုက်ညင်မှုရှိအောင်ရွေးတင်တယ် white skin အတွက်အစီပြန်တဲ့သူအတွက်ဒီ product ကအဆင်ပြေပြီမဲ့နောက်လူတယောက်အတွက်ပို့ပြီးအသားချောက်သွားတာရှိတတ်တယ်အဲ့တော့အဓိကကတော့ concentration တူနေတယ်ဆိုရင် သူဒီကိုရဲ့ skin tight နဲ့ကိုင်းညီမှုရှိလားပြီးရင်နောက်သူ့ရဲ့အဲတက်ချာပေါ့နော်တက်ချာတွေကြည့်ရမယ်အဲနောက်ပြီးွားလို့ရှိရင်သူ့ရဲ့အထားအသူပေါ့ vitamin C ဆိုလည်းအထားအသူကအရန်အရေးကြီးတော့လीကိုကဘယ်လိုမျိုးသိမ်းဆီးနိုင်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့မှလည်းရွေးချယ်ပြီးတော့တုံးသိနေလို့ထင်တယ် budget save လုပ်နေရတဲ့လူတူအတွက်လုံးဝ skip လုပ်လို့မရတဲ့ skin care product လीဆိုရင်ရောဘာလေးဖြစ်မလဲရှင်အနည်းဆုံးတော့ခုနကပြောတဲ့၃ခုပဲပြန်ပြီးတော့ recommend လုပ်ချင်တာပေါ့နော် sunscreen cleanser ရယ် moisturizer ရယ် အဓိကဟို moisturizer ကကြတော့လေတော်တော်များများအရင်တုန်းကဆိုရင် low app မမတိကြဘူးနေကတော့ဒါတော်တော်များများသိပါတယ်နေဘူးတဲ့သွားလို့ရှိရင်နေကလင်းရမယ်ဆိုရင်အခြေခံ concept လောက်တော့ရှိကြတယ်ဒါပေမဲ့ moisturizing ကြတော့မလိုဘူးလို့ထင်ကြတယ်ပေါ့နော်ဘာကြောင့်မလိုတာလဲဆိုတော့တချို့ကြတော့လေအမျက်နှာကဒီဆယ်ကျော်တဲ့အရွယ်မှာဆို skin ကောင်းနေတဲ့အချိန်မှာကြတော့ moisturizer ရဲ့အရေးပါပုံကတိတ်မတိတာသေးဘူးဒါပေမဲ့ အသားရေပျက်စီးသွားပြီဆိုတဲ့အချိန်နောက်အသက်တစ်ခုရလာရင်ဒီ25နဲ့30ပတ်ချာလဲပေါ့နော် skin aging ဘက်ကိုပြောင်းသွားပြီစပြောင်းလာပြီ skin type စချိန်သွားပြီဆိုတဲ့အချိန်ကြာလို့ရှိရင် moisturizer ကညနာမှာတနေ့ကိုပေါ့နော်မနက်တစ်ချိန်ညတစ်ချိန်လင်းသင့်တယ်ပြီးတော့အချိန်ကြာကြာအဆိုတက်ကခန္ဓာကိုယ်တစ်ခုလုံးမှာပို့ပြီးတော့ရှိသင့်တယ်အသက်တစ်ခုရလာလို့ရှင်တော့ moisturizer ဘယ်လောက်အရေးကြီးလဲဆိုတာပုံမှန်သုံးနေတဲ့လူတွေကတော့သိလိမ့်မယ်အဲ မလိုအပ်သေးတဲ့သူတွေကတော့သိမှာမဟုတ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ moisturizer တီးလုံးဝလိုတယ် cleanser လည်းအရန်အရေးကြီးတယ်နောက်တစ်ခုကတော့နေကာပေါ့နော်တားရည်တကယ်ကြည်ချင်တယ်ပြီးတော့ makeup နဲ့မနေချင်ဘူးပို့ပြီးတော့မျက်နှာနဲ့ဒီ level နဲ့အသားရည်ကတထက်သေးဖြစ်ချင်တယ်ဆိုလို့ရှိရင်အဲ့သုံးခုကိုတော့ရွေးအမျိုးသမီးတွေတော်တော်များများကတလအတွင်းအသားဖြူလာမယ် product တို့တလအတွင်းအသားရည်တွေတင်းရင်းလာမယ် product တို့အဲ့လိုမျိုးတွေဆိုလို့ရှိရင်အလွယ်တကူယုံကြည်ကြရရှင်အဲ့ဒါရောဘာကြောင့်လို့ထင်လဲရှင် အထူးကတော့လေ skin knowledge ကလေဟိုဟာတော်တော်ကြီးအားနည်းတယ်လို့ထင်တယ်ဒီမှာကြာတော့လေဟို brand တွေကလည်းသူတို့ပောက်ဖို့အတွက် marketing ဆင်းမှာပဲအာဘာကြောင့်လဲဆိုတော့အပြိုင်ဆိုင်အရန်များတယ်အော် me too business တွေများတယ် me too business ဆိုတာနင်လည်းဒီ product ဆက်ပြထုတ်ရင်ငါလည်းဒီဆက်ပြထုတ်တယ်အဲ့လိုမျိုးလုပ်ငန်းသူတွေအရန်များလာတဲ့အခါမှာ brand တွေဘက်ကလည်းဒါစီးပွားရေးလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မပောက်ပောက်အောင်လို့ marketing technique မျိုးစုံသုံးကြတယ် မလုံးပေးတယ်ပေါ့အဲ့လိုမလုံးပေးပြီးတော့အစစ်စစ်ပြန်လဲရောင်းချခိုင်းတာတွေရှိတယ်ဘလောက် product ကုန်လုံးရှင်ဘလောက်အကျိုးမြတ်ခံစားရမယ်ဘာတွေရမယ်ဆိုတဲ့ပုံစံမျိုးမလုံးတစ်ခုနဲ့ပေါ့နော်ဆွဲဆောင်တာတွေလည်းရှိတယ်အဲ့တော့ ဒီဈေးကွက်ထဲမှာရှိတဲ့သူတွေကလည်းတုံးဆွဲတဲ့သူတွေကလည်းဒီ skin mind နဲ့ပတ်သက်ပြီး knowledge ကအရန်အားနေတယ်။တကယ်တမ်း knowledge ကိုထိထိရောက်ရောက်ပေးနေတဲ့သူတွေရှိတော့ရှိတယ်မြန်မာပြည်ထဲမှာဒါပေမဲ့လက်ချိုးရည်လို့ရတယ်ရှားတယ်အဒီ product ကိုကောင်းပါတယ်ဆိုပြီးတော့မှနာမည်ကြီးတဲ့သူတယောက်ယောက်ကကြော်ညာလိုက်တယ်ဆိုရင်အဲ့ဒီလူတကယ်လိမ့်မလိမ့်ဘယ်သူမှမသိဘူး။ तू ကငွေရလို့ကြော်ညာတာလည်းဟုတ်ချင်ဟုတ်မယ်။ဒါပေမဲ့ customer ကကြတော့ဘာဖြစ်လဲဆိုတော့ဒီ selling influencer ကိုချစ်ခင်နဲ့ယုံကြည်ရဲ့အားပြရတဲ့ကြောင့်အော် तू တုံးတယ်၊ तू လောင်မှတုံးနေတယ်၊ तू တုံးရင်ကောင်းပါပဲ။ငါလည်းသူ့လိုလှပါပဲဆိုရဲထင်မြင်ယူဆခြင်း ချက်ပေါ့အဓိကကတော့ knowledge အားနည်းလို့ဒီပြဿနာတွေဖြစ်တယ်လို့ထင်တယ်အဲ့တော့ knowledge များများပေးမဲ့သူတွေပေါ့နော်အမုန်းခံပြီးပြောပေးမဲ့သူတွေလည်းလိုတယ်လို့လည်းထင်ပါတယ်ဒီ product တစ်ခုကိုသုံးလိုက်လို့ကိုယ့်အသားရည်မှာမတည့်တော့ဘူးဆိုတဲ့အခြေအနေမှာဖြစ်လာမဲ့ sign reaction ဆိုရင်ဘာဖြစ်မလဲရှင်အရင်ဆုံးကတော့လေအသားရည်ညှိလာမှာအရန်တိတာရယ်ပေါ့နော် ဒီ product တစ်ခုလိမ့်လိုက်လို့မတည့်တော့ဘူးမတည့်တာလည်းရှိတယ်နောက်တစ်ခုကအရန်ပြင်းတာပေါ့နော်ပြင်းတဲ့ပစ္စည်းကိုကိုယ်တုံးတဲ့အခါမှာနည်းနည်းလေးများသွားတာမျိုးတွေရှိတယ်ဥပမာလိမ့်ရမယ့်ပမာဏရှိတယ်အထူးသဖြင့်လိမ့်စည်းတွေတို့ဒီ active ingredients ပါတဲ့ product တွေပေါ့ AHA BHA လိုမျိုးတွေ acid ပါဝင်မှုများတဲ့ပစ္စည်းတွေအဲ့ဒီပစ္စည်းတွေတုံးတဲ့အခါဆိုရင်သူ့ရဲ့ concentration rate အရန်မြင့်တယ်မြင့်တဲ့အခါမှာအသားရည်ကမခံနိုင်ဘူးပေါ့မခံနိုင်တဲ့အခါမှာဆိုရင်သူကလက္ခဏာအရင်ဆုံးနေတာကနေစပြီးတော့ပြတယ် ပြီးရင်တော့အဲ့ရနေမှာလောင်သွားတယ်။လောင်သွားလို့ရှိရင်အသားရည်ဆိုရင်ဒီအမဲကွက်တွေအညိုကွက်တွေဖြစ်သွားတယ်။အဲနောက်ဆက်တွဲဆိုရင်တချို့ဆိုရင်လောင်နာကနေပြီးတော့တင့်တိတ်ပက်ပြောင်းသွားတယ်အဓိကတော့အဲ့ဒီလက္ခဏာတွေစဖြစ်တယ်ညီတာတို့၆တာတို့အသားရည်ပေါ့နော်ပူဆက်ပူလောင်ဖြစ်တာတွေ အဲ့လက္ခဏာတွေကနေဖြစ်တယ်အဲ့တော့အဲ့လိုအခြေအနေတွေမှာဆိုရင် product အသစ်ဆန်းတစ်ခုကိုမရင်းနေတာတစ်ခုကိုပြောင်းသုံးမယ်ဆိုရင်ခုနပြောတဲ့လက္ခဏာတွေကိုမျက်နှာပေါ်မှာမဖြစ်ခင်ပေါ့နော်ဒီ patch တက်လုပ်လို့ရတယ်24 hour ပေါ့ skin ကိုအဲကိုယ့်ရဲ့အသားရည်ဒီလက်မောင်းမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီနားအနောက်မှာပဲဖြစ်ဖြစ် skin care product ကိုဆန်းလင်းကြီးလင်းကြီးပြီးွားရင်24နာရီစောင့်ကြည့်ပေါ့နော်အဲ့လိုစောင့်ကြည့်လို့လက္ခဏာတွေမရှိဘူးဆိုလင်းလို့ရတယ်တကယ်လို့မျက်နှာပေါ်မှာဖြစ်လာပြီဆိုလို့ရှိရင်လည်းကိုကချက်ချင်းရက်လိုက်တာမျိုးတွေနောက်ချက်ချင်းစီး ဆေးချပလိုက်တာပေါ့ဒီပစ္စည်းကိုဆေးချပလိုက်တာမျိုးတွေဆက်ပြီးတော့မှန်မျောပဲနဲ့မတုံးတော့တာမျိုးပေါ့အဲပြီးတဲ့ခါကျရင်ရက်ချချားပြီးတော့တုံးလိုက်တာမျိုးပြီးကိုလိမ့်တဲ့ပမာဏကိုရှော့လိုက်တာမျိုးအဲ့တော့ဒီလိုနီလန်းနေနဲ့လဲကာကွယ်လို့ရပါတယ်ဟုတ်စမအဲ skin care ingredient တွေကိုတည်တည်ကြာနားလည်ခြင်းမရှိဘဲနဲ့ကိုယ်သဘောနဲ့ကိုယ်ပဲသုံးတာရောဘယ်လိုမျိုးဆိုးကျိုးမျိုးတွေရှိနိုင်လဲရှင်အတိအကျတော့ဒီအသားရည်အပေါ်အပေါ်ရည်အပြားလွာပျက်စီးတာပေါ့ ို moisturizer လေးလို့ရှိရင်ဒီအပြင်ကလာမဲ့ဖုန်ဖုန်နေဘက်တီးရီးယားတွေအနေကိုကာကွယ်ပေးရလို့ပြောခဲ့ရပေါ့နော်အဲ့ဒီဒီအပေါ်ရံရေပြားအလွာလေးကပျက်စီးသွားတယ်ဟိုဘာနဲ့တူလဲဆိုလို့ရှိရင်အိမ်တိမ်လိုပေါ့နော်အိမ်တိမ်မှာကလုံခြုံမှုရှိတော့ချမ်းစီမှုရှိတော့ဆိုရင်အဲ့ဒီအိမ်တွေကို ဝင်ကျင်တဲ့လူဝင်လို့ရတယ်ကိုယ်အနေနဲ့ပြုတ်မဲ့သူလာလို့ရတယ်ဒီသဘောတိုင်းပဲအသားရည်မှာလည်းအပေါ်ရန်ကာကွယ်ပေးတဲ့ဒီ protective barrier အလွှာလို့ခေါ်တယ်အပေါ်ရန်ရေပြားအလွှာပေါ့အဲ့အရေပြားလွှာမရှိတော့ပျက်စီးသွားပြီအသားရည်ကဖြစ်ချင်တာအကုန်ဖြစ်နိုင်တယ်ခြောက်သွားတာတို့ကျန်းသွားတာပြောဝက်ချန်နေပေါ့နော်ပိုဆိုးလာတာဝက်ချန်သမားဆိုပိုဆိုးလာတယ်တင်းနေသမားဆိုရင်ပိုပြီးတော့အယောင်တွေပိုရင့်နေပိုပွားလာတယ်အဓိကကတော့ skin barrier ပျက်စီးနိုင်တယ်ပြီးတော့ပတ်စံပိုကုန်မယ်ပေါ့ အကယ်လို့မြန်တိကျွမ်းလူ beautician တို့လို skin expert တွေရဲ့အပြုအကြံပြုချက်တွေနဲ့ဒါဒီ skin care တွေကိုဝယ်ယူသုံးဆွဲမယ်ဆိုလို့ရှိရင်ရောဘယ်လိုအကျိုးကျေးဇူးတွေရှိနိုင်လဲရှင်မှန်ကန်တဲ့သုံးဆွဲနည်းသိလာမယ်ပေါ့အထူးအထူးသဖြင့်ပေါ့နော်ဒီ line ပေါ်မှာဆိုရင် whatsapp ပျောက်ဆေးတင်းတင်းပျောက်ဆေးတွေရှိကြတယ် skin care တွေမဟုတ်ဆေးတွေရှိကြတယ်အဆောင်ဝင်ဆေးစာမပါဘဲနဲ့ဝယ်လို့ရတဲ့ဟာတွေလည်းရှိတယ်အဲအဲ့လိုမျိုးဟာတွေဆိုရင် site တွေမှာဒီတိုင်းပဲရောင်းပေးလိုက်တာရောင်းပေးလိုက်တာတချို့ site တွေမှာဆိုရင်တော့ဒီ pharmacist တွေရှိတယ်အဘာအတွက်သုံးပါလဲ တုံးလို့ရလားမရလားကြည်ပေးဒါမဲ့အဲ့ဒါရှားလိမ့်မယ်လို့ထင်တယ်ပေါ့နော်မြန်မာပြည်ရဲ့ဒီ area တဝိုက်မှာဆိုရင်တော့ရန်ကုန်တို့မန္တလေးတို့မှာတော့မတွေ့ဘူးသေးဘူးပေါ့နော်အဲ့တော့တော်တော်လေးရှားလာတဲ့အခါမှာဆိုရင် ဒီလိုမျိုးကျွမ်းကျင်တဲ့သူနဲ့ပေါ့နော်ဝယ်မယ်ဆိုလို့ရှိရင်တော့ကိုယ်အသားရည်နဲ့ကိုက်ညီမှုရှိတဲ့ skin care ကိုရွေးနိုင်မယ်။ခုနကပြောတဲ့အသားရည်ပြဿနာတွေပေါ့နော်နောက်ဆက်တွဲဝက်ချန်နေ skin barrier ပြတ်တဲ့ပြဿနာတွေမဖြစ်ချင်ဘူးဆိုရင်ဒါတွေကိုလည်းကာကွယ်ပြီးသားဖြစ်မယ်။ပြီးတော့ကိုယ်နဲ့ကိုက်ညီမှုရှိတဲ့ skin care ကိုမမှန်ကန်ကန်ရွေးနိုင်နေဆိုလို့ရှိရင်ကိုယ်ကတဲ့တယ်ဆိုရင်ပုံမှန်လေးဆွဲသုံးသွားရုံပဲပတ်စံလည်းမကုန်တော့ဘူး။အဲအဲ့တော့ဆိုလို့ရှိရင်ကျမတို့ဒီလက်ရှိအခြေအနေရာနေပဲအတိတ်ရလုပ်ငန်းတွေကလောက်ကိုင်းနေနေရှေ့ဆက်ဖို့ခက်ခဲနေကြတာရှိတယ်မှာအဲ့ဒီအခြေအနေလေးပေါ့ပါရော ကျမအနေနဲ့ဆိုလို့ရှိရင်ဘယ်လိုလေးအကြံပြုချင်လဲဒီ career ကတော့ပြောရရင်တော့အဲဆပြီးတော့ဘယ်လိုလောက်ဖြစ်တာလဲဆိုတော့ education background အရင် ပြောလိုက်မယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ညာရင်းကြတော့အဓိကဟိုနည်းနည်းအတူချုပ်ပြီးပြောရလို့ရှိရင်အဲဆယ်ရန်းတော့ အမှတ်460ကျော်နဲ့အောင်ခဲ့တယ်ပေါ့နော်2000 2000ဝင်းကျင်လောက်မှာအောင်ခဲ့တယ်အဲ့ဒါနဲ့အဲ့အချိန်မှာအာမြန်မာပြည်မှာမြန်မာပြည်ရဲ့ပြောရမလားရန်ကုန်ပဲပြောရမလားတော့မသိအဲ့အချိန်မှာနည်းနည်းပေါ့နော်ဆောင်းဝင်းမဖြစ်ဘူးသူတက်စင်စဉ်းစားလိုက်တဲ့အခါကျရင်ဘာ trend ဖြစ်လဲဆိုတော့ engineer trend ဖြစ်တယ်ပေါ့နော်အဲ့ဒီခေတ်တုန်းကဆိုလို့ရှိရင်ပြောရရင် engineer အလုပ်ကိုဝါသနာမပါဘဲနဲ့တက်လိုက်တယ်ပေါ့ဒီဘွဲနှစ်ဘွဲရတယ်ရရပြီးတော့ចောင်း6နှစ်လောက်တက်ခဲ့ရတယ်တက်ခဲ့ပြီးတော့2016လောက်ចောင်းပြီးပြီးတော့2019နဲ့18အခုပြောင်းလောက်မှာအာ အပြင်လောက်လောက်တယ်အပြင်လောက်ကဘေးရအဓိကလဆာဝင်ငွေမလောက်ငှတာပေါ့နော်မလောက်ငှတဲ့အချိန်မှာကိုပိုင်စီးပွားရေးစလုပ်မယ်ဆိုပြီးတော့မှ skin care product လေးတွေကိုထိုင်းနိုင်ငံနေပြီးတော့အတီးတယောက်ရဲ့ထိတ်ဆက်ပေးမှုနဲ့စပြီးတော့ရောင်းရင်းနဲ့မှဒီ carrier နဲ့ပယ်ကိုရှောက်လာတာပေါ့နော်လွယ်လားဆိုတော့မလွယ်ပါဘူးဒီအလောက်မှရမဟုတ်ဘူး အလုံးကိုအလုံးနဲ့တူအောင်လုပ်မယ်ဆိုရင်ဘယ်စီးပွားရေးပဲဖြစ်ဖြစ်ဘယ်လုပ်ငန်းပဲဖြစ်ဖြစ်မလွယ်ဘူးပေါ့နော်အရင်တော့ကလည်းမလွယ်ဘူးဒါပေမဲ့ဒီအချိန်တွေကပိုမလွယ်ဘူးအဖက်ဖက်ကဒီမြန်မာပြည်ရဲ့ဖြစ်နေတဲ့လက်ရှိပေါ့နော်လက်ရှိဖြစ်နေတဲ့အခြေအနေတွေကြောင့်လည်းအဲနောက်တစ်ခုကကြတော့မြန်မာပြည်ရဲ့ငွေကြေးပေါ့နော်ငွေကြေးတဖြည်းဖြည်းတခြားနိုင်ငံ currency တွေနဲ့ရှင်မယ်ဆိုလို့ရှိရင်ငွေကြေးကနည်းနည်းလေးတန်ဖိုးကျသွားတယ်အဲ့အဲ့ဒီပုံမှာအရန်ယုံရတယ်ပေါ့ဝီတို့ဒီအလုံးစားလုံတုံးကယုံရတဲ့ခန်းစားမှုနဲ့အခုလက်ရှိမှာယုံရတဲ့ခန်းစားချက်မတူတော့ဘူးပို့ပြီးတော့ယုံရတယ် နောက်တစ်ခုမှာရှင်ပြိုင်မှုပုံများလာတယ်အဲ့တော့မလွယ်ဘူးလို့ပဲပြောချင်တယ်ပေါ့နော်လွယ်တဲ့လူလဲလွယ်တော့လွယ်လိမ့်မယ်ဒါပေမဲ့ဝီရိုအတွက်ကတော့လုံးဝမလွယ်ဘူးအထူးသဖြင့်ပေါ့နော်ဒီ aesthetic clinic တွေဖွင့်မယ်နောက်ဒီ beauty ပေါ့နော် facial ဘိုင်းကိုလုပ်မယ်ဆိုလို့ရှိရင်ဘလို့လူပဲဖြစ်ဖြစ်ပေါ့နော်ပြောချင်တာကိုလုပ်တဲ့အလုပ်ကကိုတကယ်လုပ်ချင်တဲ့အလုပ်ဟုတ်ရဲ့လားအခုဒီ facial လုပ်ကိုလုပ်မယ်ဆိုဒီလုပ်ငန်းကကိုတကယ်လုပ်ချင်တဲ့လုပ်ငန်းဟုတ်ရဲ့လား အဲ့ဒါကိုအရင်ကိုကုတ်ကိုပြန်မေးပါလို့ကိုကနောက်ခံ background တောက်နေလူဆိုရင်ကိစ္စမရှိဘူးမှားလို့ရတယ်အမားခံလို့ရတယ်ဟာကိုနောက်မှာနင်းတစ်ချိန်မှားသွားလဲโอเคถ้าบ่าเรามีบ่าตอละกองบ่เนาะตะมี้ดีซิงป้ายอยู่ซะลงไล่ตะมี้ซ้องช่องตัวแล้วตะมี้โหพี่รู้มีรู้อ่ะยินดีทุบไปมั้ยถ้าสู้เกษาไม่ชีกว่าเอ็กซ์เพอร์เมนต์บ่เนาะซ้ําตัดโลยาวิรู้จักเอาหลุไม่ห่อซ้ําตัดโลไม่เอาอมาไม่คันม้าหยังคุยผิดมาเออเสียจนาดูอ่ะตายเลยบ่เนาะดูมะล่ะตายมะล่ะสอ အကွာလုံးဝဒိုင်းလို့မရကိုဒိုင်းရင်ကိုတယောက်တည်းမဟုတ်ဘူးကျန်တဲ့လူတွေပဲလိုက်ဒိုင်းမှာအဲ့တော့ဘာဖြစ်လဲဆိုတော့မဖြစ်ဖြစ်အောင်လုံးဝရမယ်ဆိုတော့ဝေးတွက်တော့မလွယ်ဘူးလက်ဆက်အိမ်မှာကစီးပွားရေးအဆင်မပြေတော့ကိုကကြောင်းပြီးသွားတဲ့အချိန်မှာမိဘလှုပ်ဆောင်ဆက်ပြီးတော့ထိုင်စားလို့လည်းမရသလိုမိဘကလည်းအဖေလည်းရှာတော့ရှာတယ်ဒါပေမဲ့လုံလောက်တဲ့ငွေကြေးမရှိဘူးပြီးတော့နောက်တစ်ခုကအဖေနဲ့မြင်နေအင်အောင်ရေးအဆင်မပြေဘူးအဆင်မပြေတော့ broken family ဖြစ်လာတဲ့အခါမှာအမေက ကိုယ့်ရဲ့အနောက်လိုက်လာတယ်ပေါ့နော်လိုက်လာတဲ့အခါကျတော့အာအမေကိုတာဝန်ယူကိုယူရတော့မယ်ဆိုတဲ့အနေအထားတစ်ခုလည်းဖြစ်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာဒီဒီကတော့မိသားစုကိုချစ်တဲ့စိတ်ပေါ့မိသားစုချစ်တဲ့စိတ်အမေကိုကိုကြောင့်ဒုက္ခမရောက်စေချင်ဘူးနောက်တစ်ခုကအမေကိုရှာမကြွေးနိုင်မှာကြောက်တယ်ပြီးတော့နောက်အိမ်မှာဆိုရင်အများန်းအရင်တော့စီးပွားရေးမပြေလဲတော့ကြောင်းတက်စင်ကလေးကပေါ့နော်ပတ်စံအများန်းချီးရငားရတာရင်းရှိတယ်အဓိကအဲ့ဒါတွေမတွေးချင်တာနောက်အမေဆိုလို့ရှိရင်ဟို ကျောင်းတက်နေတဲ့အချိန်မှာဆိုလို့ရှိရင်ပေါ့နော်ကျောင်းမှာစားဖို့တောက်ဖို့ပေါ့ထမင်းမူးထည့်ပေးလဲဆိုအဲ့ထမင်းမူးအတွက်သူကချက်ဖို့ပြုတ်ဖို့ဟာစားအဲ့ပတ်စံရဖို့အရေးကိုဘယ်လိုလဲဆိုရင်ဆွေမျိုးတွေစီမှာသွားပြီးတပတ်တကာပေါ့အလုပ်တွေကူလုပ်ပေးပြီးအဲ့ရရတဲ့ပတ်စံအနေနဲ့ဟိုထမင်းဟင်းချက်ပြုတ်ကျွေးပြီးကျောင်းထမင်းကြိုင်ထည့်ပေးတာပေါ့အဲ့လိုမျိုးအဲ့လိုဆိုအဲ့ဒါယူမြင်တဲ့အခါမှာမသိစိတ်ကနာတယ်နာကျင်တယ်အဓိကပြောရလို့ရှိရင်ပတ်စံရတဲ့အခါမှာသူများတွေကတော့ဟိုနှစ်ခုနဲ့ရှာတယ်တချို့ကပြောရွှင်မှုပေါ့တချို့ကနာကျင်မှုကိုကိုရန်ကကျတော့ဟိုချမ်းသာပြီးသားလူမဟုတ်တော့ကို့မှာဒီ ပျော်ရွှင်မှုနဲ့ရှာရဲဆိုတာမရှိဘူး။နာကျင်မှုပဲရှိတယ်။အမြဲတမ်းကြီးလွယ်ကူနေဆိုတော့ဒါလိန်ရာကြတာပေါ့နော်။ဝါဆိုတာအမြဲတမ်းနှိမ့်တက်လက်မြင့်တက်လက်နေဆိုတော့လုပ်ငန်းဆိုတာလည်းအလိုပဲလူဆိုတာလည်းအလိုပဲ။ရောင်းအားကောင်းတဲ့ချိန်ရှိရဲ။အာရောင်းအားကြတဲ့ချိန်ရှိရဲ။အာကိုအရင်ကြီးဝုန်းဝုန်းကြီးဆိုရှယ်မီဒီယာမှာပေါက်နေတဲ့ချိန်ရှိရဲ။အပြင်းနဲ့နဲ့ပြန်ကျသွားတဲ့ချိန်ရှိရဲပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တခုခုထိတ်ဆုံးရောက်ပြီးတော့ပြန်ဆင်းဝင်ဆင်းရတာပဲ။မဆင်းလို့မရဘူး။ကုန်သင်းလုံးလုံးပဲတိုက်နဲ့တက်တယ်ကြာရင်လည်းကြာတယ်ပေါ့အမြဲတမ်းအတက်ကြီးပဲလည်းမဟုတ်အမြဲတမ်းအဆင်းကြီးပဲလည်းမဟုတ်နောက်တစ်ခုက ဟိုစမ်းတက်လို့မရဘူးတကယ်ကိုအောင်မြင်ကိုအောင်မြင်ရမယ်တရားရဂိုင်ဟိုဘင်းအောင်ဖောင်ဖြတ်တယ်လို့ပေါ့နော်တရားရဂိုင်တော့အောင်မြင်မှရမယ်ဆိုတဲ့စိတ်နဲ့အဲလောက်ခဲ့တယ်ပြီးတော့နောက်တစ်ခုကကြတော့ဟိုကိုဒီလောက်တဲ့အလုပ်ကကိုတကယ်လုပ်ချင်တဲ့အလုပ်ဟုတ်ရဲ့လားဆိုတာအဲ့ဒါကကြတော့လုပ်ငန်းစတဲ့အချိန်မှာတိတ်မတိတာသေးဘူးဘယ်ချိန်မှာတိတာလဲဆိုတော့ပြိုင်ဘက်တွေအရန်များလာပြီးကိုရဲ့လုပ်ငန်းကလည်းအချိန်တစ်ခုနဲ့တွားနေပြီးဒီကနေပြီးတော့ကိုနောက်တဲ့ next level ထပ်သွားချင်တယ်ကိုဝင်ငွေဒီထက်ပိုပြီးမြင့်ချင်တယ်အဲ ဒီထက်ပိုပြီးတော့တိုးတက်ခြင်းနေဆိုတဲ့အချိန်ကြာရင်ကိုကလက်ရှိကိုလုပ်နေတဲ့အလုပ်ကကိုတကယ်လုပ်ချင်တဲ့အလုပ်ဟုတ်ရဲ့လားဆိုတော့အရေးကြီးတယ်။အဲ့လိုမဟုတ်ဘဲနဲ့ကိုရိုင်းကဒီလုပ်ငန်းကိုမပါဝင်နိုင်ဘူးမဦးစီးနိုင်ဘူးဝန်ထမ်းတွေပဲလွှဲထားမယ်ဆိုရင်ဝန်ထမ်းကောင်းရထားရင်တင်းကောင်းရထားရင်ကိစ္စမရှိဘူး။ကြဲလို့ဝန်ထမ်းမကောင်းဝန်ထမ်းမမြဲဘူး။နောက်ဒီဘက်ခင်မှာကြုံတွေ့ရတဲ့ပြဿနာဝန်ထမ်းရှာပါမှုပြဿနာအဲ့တော့ဒီလိုဝန်ထမ်းရှာပါမှုပြဿနာကြီးဖြစ်လာတဲ့အခါမှာဝန်ထမ်းကောင်းရဖို့ဆိုတာမလွယ်ဘူး။နောက် official look ကလည်းပြောရရင်ဒီလူရဲ့မျက်နှာပေါ့နော်လူတယောက်ရဲ့အလှတရားနဲ့ကိုကစီးပွားရှာရတာ တော့ဒီကနေပတ်စံရှားတာဖြစ်တဲ့အတွက်ကြောင့်ကိုလွတ်ထားတဲ့သူပါတကယ်ကျွမ်းကျင်ရလားစေတနာပါရဲ့လားအဲ့တော့ကိုကလည်းကို့အလုံးမှာကိုစိတ်ဝင်စားခြင်းမရှိဘူးပါဝင်ပတ်သက်ခြင်းမရှိဘူးဒီလောက်ကိုပတ်စံရခြင်းလိုပဲလုပ်တယ်ဟိုတင်းနဲ့ပဲလွှဲထားမယ်စေခုနပြောသလိုပေါ့ background တောင်းနေကိစ္စမရှိဘူးဒါဆိုရတယ်တကယ်လို့ background လည်းမတောင်းဘူးတင်းကို management လည်းမလုပ်ပေးနိုင်ဘူးတင်းကလည်းမကောင်းဘူးပေါ့နော်တင်းကောင်းလည်းမရှိဘူးဆိုရင်ဒါဒီလုပ်ငန်းကတော့ရေရှည်ပေါ့နော်ရက်တိဖို့ဆိုတာခက်တယ်ကိုရဲ့လုပ်ငန်းကိုကိုကရေရှည်ဖြစ်ချင်တဲ့ဒီခက်ခဲကြရမှာအမျိုးသမီးဆိုရင်ပိုးဆိုးတယ်အမျိုးသမီးတွေရဲ့ သဘောတဘာဝကစိတ်ပြော့တယ်ပေါ့နော်စိတ်ပြော့တယ်အားငယ်တက်တယ်ပြီးတော့အားကိုးရှာခြင်းတယ်ဒါလူတိုင်းပဲဝေးမှလည်းရှိတယ်တခြားသောအမျိုးသမီးတွေမှလည်းရှိလိမ့်မယ်ဒါဖွင့်ချပြတဲ့သူနဲ့ဖွင့်မချပြတဲ့သူပဲရှိနေတယ်အမျိုးသမီးတွေကာချာအရောက်ကအမျိုးသမီးတွေကပြောရရင်အာကိုချင်တယ်တကယ်တမ်းမဖြစ်တာလို့ဒါရင်သူတို့ဒီရှေ့ထွက်ပြီးတော့ဦးစီးဦးဆောင်မှုလုပ်နေရတယ်ပြောချင်တာကတော့အဓိက mindset ပေါ့နော်နံပါတ်1ချက်ကစိတ်ဓာတ်အရေးကြီးပါတယ်စီးပွားရေးလုပ်မယ်ဆိုရင်တော်တော်များများလဲကြာဘူးနေကြဖြစ် မှာပေါ့နော် mindset နဲ့ skill set နဲ့နှစ်မျိုးအရေးကြီးရယ်ဆိုတော့အဲ့ထဲမှာ mindset က80ရာခိုင်နှုန်းလောက်အရေးကြီးရယ်လို့ထင်တယ်အဓိကလူတစ်ယောက်ကဒီစိတ်ကလုံးဝကျသွားပြီဆိုတော့ကျန်တာအကုန်လိုက်ကျစိတ်ကျရင်အကုန်လိုက်ကျပေါ့နံပါတ်1ကတော့အာအမြဲတမ်းပေါ့နော် landing mind doing လုပ်ဖို့လိုတယ်ဒီ2025ထဲမှာဆိုရင် AI ခေတ်ဖြစ်လာတယ်ဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကို AI နဲ့ပေါင်းဆက်ပြီးတော့လုပ်စေခြင်းနဲ့ think with AI ပေါ့ AI ကိုအားကိုးဖို့ပြောတာမဟုတ် AI နဲ့အတူတူတွဲလုပ်ဖို့ဒါကြောင့်လဲဆိုတော့ AI က data တွေ တကဘာလုံးရဲ့ဖြစ်နေတဲ့ data တွေ up to date data တွေသူတို့မှရှိတယ်ကိုလက်ရှိကြုံနေရတဲ့ပြဿနာတွေကဒါမဲ့သူများတွေကကြုံပြီးသွားပြီအဲကြုံပြီးတဲ့ပြဿနာတွေဘယ်လိုဖြေရှင်းရမလဲဆိုတဲ့တန်းနေရ AI မှာရှိတယ်နောက်တစ်ခုကစာရေးဖတ်လို့ရတယ်တင်တန်းနေတက်လို့ရရပေါ့နော်တင်တန်းတက်တယ်ဆိုတာကကြတော့ကိုသွားကျင်တဲ့ခရီးကိုမြန်မြန်ရှေ့ရောက်ချင်လို့ရှိရင်ဒီတင်တန်းဆရာစီမှာကိုလိုချင်တဲ့ reset ရှိလားရှိတယ်ဆိုလို့ရှိရင် तू ကကိုယ့်ထက်အရင်လုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ကိုကအချိန်ပေးပြီးတော့မှားလိုက်ဆန်းလိုက်မှားလိုက်ဆန်းလိုက်နဲ့အချိန်မပေးချင်ဘူးဆိုရင်တင်တန်းတက်အဲ့တော့အဲ့အချက်တွေအရန်ရေးကြည့်တယ်ပြီးတော့နောက်တစ်ခုက တော့လက်ရှိလုပ်နေတဲ့အလုပ်ကရွေးချယ်ပြီးသွားပြီဆိုရင်လုံးဝပေါ့နော်ကိုမလုံးနိုင်တဲ့နေသားတစ်ခုကြည့်ရောက်မှာပဲဟိုလက်လျှော့လိုက်တာတမျိုးအဲ့လိုမဟုတ်ဘဲနဲ့တော့ကို့မှာရှိတဲ့အစွမ်းစာတွေငါအရင်ချင်းကဒါပဲလားဆိုတာပြန်နေကြည့်ပြန်မကြည့်လို့မဟုတ်ဘူးငါမှာရေချင်းတွေရှိသေးတယ်ဆိုအစွမ်းကုန်လုံးကြည့်လိုက်ကိုယ့်ရဲ့ကံတရားရင်ကိုယ့်ရဲ့စမ်းရင်စူးစမ်းအထုတ်မှုရင်ဒါတွေသွားပြီးတော့စုံတဲ့အချိန်ကျရင်လုံးဝ reset ကအရင်အကြီးကြီးဖြစ်တယ် ဒါတကယ်တနည်းအားမှာပိတ်မိနေတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ပြီးရှိမဆက်နိုင်တဲ့အမျိုးသမီးတွေအတွက်ဆိုလို့ရှိရင်ဒီဟာတကယ်လဲစိတ်ခွန်အားဖြစ်တယ်လို့တကယ်လဲလက်တွေ့ပြန်ပြီးအသုံးချလို့ရတဲ့အရာတွေကိုကျွန်မပြောပြပြီးသွားတာဖြစ်တယ်ပေါ့နော်အဲနောက်ဆုံးအနေနဲ့ပေါ့နော် Brave Begin Story of Myanmar Woman အစီအစဉ်လေးကိုဆရာမအနေနဲ့ဆိုလို့ရှိရင်ဘယ်လိုမျိုးလေးထင်မြင်လဲရှင်အရန်ကောင်းပါတယ် အာဘာကြောင့်လဲဆိုတော့ဒီအစီအစဉ်ရှိလို့တာလင်းဒါဝေကိုတိုင်းလဲအမှန်တိုင်းပြောရရင်ကိုကိုကဒီအခုအင်တာဗျူးမှာမေးတဲ့ question တွေလေမစင်စားဘူးတချို့မေးခွန်းလေးတော့မေးဘူးရဒါပေမဲ့ဒီမှာမေးတော့တဲ့ဟာလေးတွေကလေ awareness ပြန်ရစီမင်းပြန်ပေးတဲ့သူတွေ founder တွေကိုလည်းအဲကျေးဇူးတင်တယ်ပြီးတော့ဆက်ပြီးတော့လောက်ပါပြီးတော့ page ရဲ့ name ကလည်းအရင်အထိပ္ပယ်ရှိရယ်ပြန်လည်မွေးဖွားခြင်းပေါ့เนาะဒါ လူကအများနဲ့မွေးဖွားနေရမယ်လေဒီ2025နဲ့2026နဲ့ကလည်းမတူရအောင်အများနဲ့အစ်တစ်တွေနဲ့ challenge လုပ်နေရတဲ့ခါကျတော့ကိုကုတ်ကိုစိန်ခေါ်မှုတွေကြားရမှာပြန်ပြီးတော့မွေးဖွားနေရတယ်ပေါ့နော်ပြီးတော့ဒီမှာလည်းနောက်ထပ်အမျိုးသမီးတွေအများကြီးကိုလည်းထပ်ပြီးတော့မြင်ကျင်ပါတယ်ဒီ season နေရှိလို့လည်းဒါပါဝင်ခွင့်ရတာပေါ့နော်အဲ့ဒီအတွက်ဒီ season ကိုဆက်လုပ်ပါအားပေးနေပါတယ်ရှင်ဟုတ်ကဲ့ပါဆင်မကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဟုတ်